စ်တပ်အမခံ၆ခံသူရုံလေးရဲ့စစ်အာဏာသိမ်းကာလပထမဆုံးရိုက်တဲ့ဇက်ကားရုံတင်တော့မယ်ဖြစ်ကြောင်းတရားပါတယ်။ဗီဒီယိုတူရဲ့လူမျိုးရေးတစ်တန်း social punishment ခံရရတဲ့စစ်တပ်၆ခံသူရုံလေးကအာဏာသိမ်းကာလမှာပထမဆုံးပြန်လည်ရိုက်ကူးခွင့်ရခဲ့တဲ့ရုပ်ရှင်ရုံတင်တော့မယ်ဖြစ်ကြောင်းတည်ပေးထားပါတယ်။ဇက်ကားနာမည်က Swiss Gang ဖြစ်ပြီးနိုဘာလာ၁၄ရက်မှာရုံတင်မယ်လို့တည်ရပါတယ်။ဒီရုပ်ရှင်ကို Hank Film Production ကထုတ်လုပ်ပေးတယ်လို့ဆိုထားပါတယ်။ ဒီထုတ်လုပ်ရေးကရုပ်ရှင်နှကားပဲရိုက်ရသေးပါတယ်ဒီထုတ်လုပ်ရေးကိုဘယ်သူတွေလုပ်နေလဲဆိုတာအသေးစိတ်မသိရပေမဲ့ဒီသူတွေကလူမှုရေးပြစ်ဒဏ်ခတ်ထားသူတပိတ်ပေါက်ထားသူတွေကိုတမရုပ်ရှင်ထုတ်လုပ်ရေးတွေကအရှုံးပေါ်မှာကြောက်လို့မရိုက်ကူးပေးရတာမို့စစ်တပ်နဲ့နှိဆက်သူတွေကပဲယုံရဲအတွက်ငွေထုတ်ပေးရခိုင်းတာဖြစ်လိမ့်မယ်လို့ရုပ်ရှင်လောကသားတဦးကပြောပါတယ်ဒီရုပ်ရှင်မှာယုံရဲနဲ့အတူ LGBT တွေကိုလှောင်တဲ့ဇက်ရုပ်ဆိုမရိုက်ဘူးဆိုပြီးမာယာကြားဆိုတဲ့ LGBT တွေကိုလှောင်တဲ့ဇက်ရုပ်ကိုရိုက်ကူးခဲ့တဲ့ တိုင်ရွန်စီပင်ရွေးကောက်ပွဲမှာရှုံးခဲ့ပြီးအမှုပညာလောကထဲပြန်လည်ဝင်ရောက်လာတဲ့ထက်ထက်ထွန်းတို့လည်းပါဝင်ပါတယ်ထက်ထက်ထွန်းကလည်းအာနာသိန်းကာလအစောပိုင်းမှာဆရာဟာသိမ့်မှုပေါ်ဆန္ဒပြတာတွေမှာ ပါဝင်ခဲ့ပေမဲ့လက်ရှိစစ်တပ်ရဲ့ရွေးကောက်ပွဲမှာမဲပေးမယ်လို့ဆိုထားပါတယ်သူတို့ရဲ့ပြင်ရှုံးအောင်လီရဝနာစစ်နိုင်ဘူချံဝန်ထွန်းဝန်စတဲ့အဆိုတော်ဒေယုတ်ဆောင်တွေလည်းပါဝင်မှာဖြစ်ပါတယ်ထူခြားတာက ယုံလေးဆိုင်တဲ့ကာတိုင်းဒီပါပါဝင်လေးရှိတဲ့မြင့်မြတ်တဲ့ခင်လိုက်နှစ်ဦးလုံးပါဝင်လာခြင်းမရှိပါဘူး။ယုံလေးရဲ့ရုပ်ရှင်တန်တန်းတစ်လျှောက်လက်တွဲညီခဲ့ကြတဲ့မြင့်မြတ်ဟာအာနာသိကာလအတွင်းမှာတော့ယုံလေးနဲ့ခကင်ကင်နေခဲ့တာကိုတွေ့ရတာဖြစ်ပါတယ်။ယုံလေးစကားယုံတင်မဲ့အပေါ်ဘူဘူအန်တာတိန်မန့်ကဘူဆန်၊ဂျွန်လွင်ထူချားတို့ကလည်းဝန်းရံထားတာတွေ့ရှိရပါတယ်။ယုံလေးကအာနာသိကာလမှာရိုက်ကူးရေးတွေလာငှားကြပြီမဲ့ယုံလေးနာမည်တက်ခွင့်မရတာကြောင့်မရိုက်ကူးဖြစ်ပဲ။ ဒီရုပ်ရှင်ထုတ်လို့ရေးကတော့သူ့နာမည်ကိုသုံးခွင့်ပြုတာကြောင့်ရိုက်ကူးခဲ့တာလို့ဆိုပါတယ်။ဒီရုပ်ရှင်က အာနာသိန်းကာလမှာယုံလေးအတွက်ဒုတိယမြောက်ယုံတင်စကားဖြစ်ပါတယ်။ပထမယုံတင်စကားကတော့ပြီးခဲ့တဲ့နှစ်အောက်တိုဘာလမှာယုံတင်ပြသခဲ့တဲ့ Original Gangster 3ရုပ်ရှင်ဖြစ်ပါတယ်။အဲဒီစကားကပုံမှန်ဆိုရင်ရုပ်ရှင်ယုံတွေပြန်ဖွင့်တဲ့2022ကလေးကယုံတင်ပြသခွင့်ရတာဖြစ်ပေမဲ့အဲဒီကာလမှာယုံလေးကိုလူထုကလူမှုရေးပြစ်ဒဏ်ချမှတ်ထားတာကြောင့်ယုံမတင်ရဲခဲ့တာဖြစ်ပါတယ်။ ယုံလေးက2020ရွေးကောက်ပွဲမတိုင်မီကာလမှာစစ်တပ်ရဲ့အစီအစဉ်နဲ့ဒေါအောင်ဆန်းစုကြည်ပါဝင်ဒီမိုကရေစီစိုးရွားကိုချိန်ချောက်တဲ့ music video ရိုက်ကူးခဲ့တာကြောင့်လူတို့ရဲ့ဝေဖန်မှုပြင်းပြထန်ထန်ခံခဲ့ရတာဖြစ်ပါတယ်။ဒါအပြင် အာနာသိန်းကာလမှာလည်းစစ်ကောင်စီရဲ့ပွဲရီတက်ကဝင်းရံခဲ့တယ်လို့ပြည်သူ့ဘက်ကယက်တီခဲ့တဲ့အမှုပညာရှင်ခံဝန်တို့ကိုကူညီဆောင်ရွက်ပေးတာတွေလည်းရှိခဲ့တာကြောင့်လူတို့ရဲ့တပိတ်မှောက်မှုကို ပြင်းပြထန်ထန်ခံခဲ့ရတာဖြစ်ပါတယ်။ယုံလေးကလက်ရှိချိန်ထိစစ်အုပ်စုရဲ့ပွဲရီမှာတက်တက်ကြွကြွပါဝင်နေပြီး ပြီးခဲ့တဲ့ရက်ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့ငင်းချမ်းရေးဆွေးနွေးပွဲကိုလည်းတက်ရောက်ခဲ့ပါတယ်။ Original Gangster 3ရုပ်ရှင်ယုံယုံတင်ချိန်မှာရေဘေးကိုအကြောင်းပြပြီးရုပ်ရှင်ကိုလာရောက်အားပေးဖို့စီယုံခဲ့တာတွေလည်းရှိပါတယ်။လက်ရှိကာလမှာလည်းလူစိတ်ဝင်စားမှုများတဲ့ဖိုင်သားရာကလူငယ်တွေရံဖြစ်တဲ့ကိစ္စတခိုးကိစ္စတွေနဲ့ပတ်သက်ပြီးယုံလေးရဲ့ page မှာစက်တက်ရေးသားမှုတွေပြုလုပ်နေတာတွေ့ရမှာဖြစ်ပါတယ်။ကံပလက်နတ်မောက်နဲ့နတ်မတူမျိုးတို့ကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကြောင့်တော်နိုင်ရဲ့ရဲမေတအူပါဝင် ပြည်သူ၃ဦးတေဆုံးကြောင်းတီးရပါတယ်။ ချင်းပြည်နယ်ကံပလဲမြုပ်တွင်ကျင်းပနေသောမင်္ဂလာပွဲတစ်ခုကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာ CDF ကံပလဲရဲမြစ်တဦးပါဝင်ပြည်သူ၃ဦးသေဆုံးခဲ့ပြီးအများပြတ်တမ်းရရရှိခဲ့ကြောင်းဒေသနေပြည်သူများကပြောပါရယ်အော်တိုဘားလ24ရက်နေ့နန်း9:20မိနစ်အချိန်ကံပလဲမြုပ်စင်ပိုင်းကုန်း၌ကျင်းပသောမင်္ဂလာပွဲတစ်ခုကိုနေပြည်တော်မှတက်လာသော Jet Fighter တစ်စင်းဖြင့်ဘုံးနှလုံးကျဲချတိုက်ခဲ့ရာရဲမြစ်တဦးနဲ့ ပြည်သူ၂ဦးစုစုပေါင်း၃ဦးတေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ရဲမေတယောက်နဲ့ပြည်သူ၂ယောက်တေတယ်လို့တော့ကနဦးသတင်းရတယ်။ဒဏ်ရာရတာတွေလည်းများတယ်။အတိအကျတော့ပြောလို့မရသေးဘူးဟုဒေသနေပြည်သူကပြောပါတယ်။အလားတူအော်တိုဘားလ24ရက်နေ့နက်ပိုင်းကနမ်မောင်မြို့နယ်အရှိချောင်းကိုအချမ်းပတ်စစ်ကောင်စီတပ်က Jet Fighter ဖြင့်နှစ်ကြိမ်ဘုံကျဲတိုက်ခဲ့ကြောင်းညမနေ့အော်တိုဘားလ23ရက်ကလည်း နမောင်မြုံနဲ့အရှိချမ်းတအူကျေးရွာကိုအချမ်းပဲစစ်ကောင်စီတပ်က၁၇လေတီပါရာမိုတာဖြင့်ဘုံကျဲတိုက်ခဲ့ကြောင်းသိရှိရပါတယ်။အချမ်းပဲစစ်ကောင်စီတပ်ကပြည်သူလူထုကိုပြစ်မှတ်ထားကလေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်လျက်ရှိသောကြောင်းမိဘပြည်သူများအနေဖြင့်လူထုလူဝေးပြုလုပ်ခြင်းကိုရှောင်ကျဉ်ကြရန်လေကြောင်းရံကာကွယ်ရေးဆိုင်ရာအတိပေးချက်များကိုလိုက်နာပေးကြပါရန်နဲ့ဘုံကိုကျင်းများနဲ့ခံကံမမာတူလာကြရန်တော်လှန်ရေးအဖွဲ့အစည်းများကတိုက်တွန်းထားပါတယ်။ထို့အတူဂျမန်နေ့ည၈:၄၉မိနစ်မှာ ည8:55မိနစ်အချိန်စစ်တပ်ကရှမ်းပြည်နယ်မြောက်ပိုင်းနမ်တူမြို့ကိုလေရင်ဖြင့်ဘုံဒေးချင်းတက်ချသွားကြောင်း TNL ကသတင်းထုတ်ပြန်ထားပါတယ်။ဝန်တော်မြို့နယ်ကျေးရွာ300ကိုစစ်တပ်ကဝန်ရောက်စီးနင်းပြီးလူငယ်9ဦးကိုပေါ်တာဆွဲဖမ်းဆီးကြောင်းသိရပါတယ်။မာလီတိုင်းဝန်တော်မြို့နယ်ရှိကျေးရွာ300ကိုအကြမ်းဖက်စစ်တပ်ကဝန်ရောက်စီးနင်းပြီးလူငယ်9ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း Voice of Wonder မှတာဝန်ရှိသူတဦးကပြောပါတယ်။မြန်မာနဲ့အော်တိုဘားလ23ရက်နေ့ဝန်တော်မြို့နယ်ရှိကျေးရွာ300သို့ဝန်ရောက်ပြီး အကြမ်းဖက်စစ်တပ်ကလူငယ်၅ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းပေါ်တာဆွဲဖမ်းဆီးခံရသူများမှာကံပတ်လေကျေးရွာမှလူငယ်၂ဦးအင်းကုန်းကျေးရွာလူငယ်၂ဦးနဲ့ကြောင်းကုန်းကျေးရွာမှလူငယ်၂ဦးဖြစ်ကြောင်းဖမ်းဆီးခံရသောလူငယ်များမှာအသက်၁၈နှစ်မှ၃၅နှစ်အတွင်းရှိကြောင်းသိရပါတယ်ဝန်ထမ်းမြုပ်နယ်အနောက်ပိုင်းအင်းကုန်းရွာက၂ဦးကမ္ပလေက2ဦးစုစုပေါင်း3ဦးကိုတော့ပြန်ရွေးချင်ရင်ငွေနဲ့ရွေးဆိုပြီးစစ်တပ်ကတင်90တောင်းနဲ့အဲဒီမှာတဦးကတော့73နဲ့ပြန်ရလာတယ်နောက်ထပ်တော့အရေးမခံတော့ဘူးဟုတ် voice of ဝန်ထမ်းမှတာဝန်ရှိသူကပြောပါတယ်။အလားတူအော်တိုဘာလ9ရက်နေ့ကလည်းဝန်ထမ်းမြို့နယ်ရှိကျင်းရွာမှလူငယ်တဦးဘိုကုန်းရွာမှလူငယ်တဦးနဲ့အိုင်သာရွာနန်းနားရွာတို့မှလူငယ်3ဦးကိုလည်းစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရှိရပါတယ်။မြောက်ဒီတွင်ကြားဖြတ်လုပ်ငန်းများကိုစတင်ထူထောင်ခဲ့သောရထိုက်ကုမ္ပဏီပိုင်ရှင်လည်းဖြစ် BGF ဘုံမူကြီးစောချစ်သူ၏ကိုယ်ကွယ်သူလည်းဖြစ်သောရှီစီချန်းကိုထိုင်းအစိုးရကတရုတ်နိုင်ငံသို့ရဇဝတ်တရားခါဖြင့်ဖယ်ပြောင်းပေးရတော့မည်ဖြစ်ကြောင်းသိရပါတယ်။ ။ဂရင်ပြည်နယ်မြောက်ရီမြို့နယ်တွင်ကြားဖြတ်လုပ်ငန်းများကိုစတင်ထူထောင်ခဲ့သောရထိုက်ကုမ္ပဏီပိုင်ရှင်လည်းဖြစ် BGF ကောင်းဆောင်ဘုံမူကြီးစောချစ်သူဤကိုကိုွယ်သူလည်းဖြစ်သောရှီစီချန်းသည်ထိုင်းအစိုးရကတရုတ်နိုင်ငံသို့ရဇဝတ်မှုများစွာ၏အလို့ရှိသောတရားခါဖြစ်ခွဲပြောင်းပေးတော်မူဖြစ်ကြောင်းထိုင်းသတင်းများတွင်ဖော်ပြထားပါသည်။အချမ်းပဲစစ်တပ်လည်းအောက်ခံကရင်နယ်ချားဆောင်တပ် BGF ကောင်းဆောင်စောချစ်သူဤစီးပွားရေးမိဖက်ရွှေကုတ်ကိုမြုပ်တဲ့ကိုစတင်တီထောင်ခဲ့သူရထိုက်ကုမ္ပဏီပိုင်ရှင်နဲ့ ကြားကြံကိုင်းကောင်းဆောင်ရှီစီချန်ကို2022ခုနှစ်တွင်ထိုင်းအစိုးရကဘန်ကောက်မြို့တွင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။ရှီစီချန်ကိုထိုင်းအစိုးရကအွန်လိုင်းငွေလိမ်ကြားဖြတ်လုပ်ငန်းများနဲ့လောင်းကစားမှုများကြောင့်ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။ရှီစီချန်ကိုထိုင်းအစိုးရကတရုတ်နိုင်ငံသို့ထွဲပြောင်းပေးရန်အတွက်အခြေခံဥပဒေနဲ့ညီမညီအခြေခံဥပဒေခုံရုံးယူဆုံးဖြတ်ချက်ကိုစောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ပြီးယခုအခါထိုင်းအခြေခံဥပဒေခုံရုံးကအခြေခံဥပဒေနဲ့ညီညွတ်ကြောင်းဆုံးဖြတ်လိုက်ကြောင်းသိရှိရပါတယ်။ ရှီစီကျမ်းမှာတရုတ်နိုင်ငံတွင်လောင်ကစားနှင့်ရဲစုကမ်းများထူထောင်ခဲ့ပြီးထွက်ပြေးလာခဲ့သူဖြစ်ကာကမ်ဘောဒီးယားနိုင်ငံသားဖြစ်ခါယူထားသူလည်းဖြစ်ပါတယ်။ရှီစီကျမ်းကိုတရုတ်အစိုးရကအလိုရှိနေပြီးရှီစီကျမ်းကိုအွန်လိုင်းငွေလိမ်လည်မှုလူကုန်ကူးမှုမွေကြေးကဘာချမှုများပါဝင်ရဲစုမှုများစွာဖြင့်တရုတ်အစိုးရကအလိုရှိနေခြင်းဖြစ်ပါတယ်။ရမွေကုံတွယ်ရင်းနဲ့စီးပွားရေးလုပ်ငန်းများလုပ်ပိုင်ပါဝင်ပတ်သက်မှုဖြင့်အရှိပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မူဘိုးချုပ်နိုင်စောဦးကိုရာထူးမှဖယ်ရှားဖမ်းဆီးကြောင်းသိရပါတယ်။ရှမ်းပြည်နယ်တွင် တရားမဝင်ကုန်သွယ်ရေးနဲ့စီးပွားရေးလုပ်ငန်းများလွတ်ကွင်ပါဝင်ပတ်သက်မှုဖြင့်အရှိပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဗိုလ်ချုပ်နိုင်စောဦးကိုရာထူးမှဖယ်ရှားဖမ်းဆီးလိုက်ကြောင်းစစ်ဘက်တွင်ရင်းမြစ်နဲ့ CDM ဗူကြီးဇင်ယော်ကပြောပါရယ်တရားမဝင်ကုန်သွယ်မှုများကိုဖမ်းဆီးရမှစတင်၍ဟိုပုံးဤပညာကျောင်းကြီးဗိုလ်မှုချုပ်တန့်ထွင်စိုးနဲ့ဒိုင်းမှုဗိုလ်ချုပ်နိုင်စောဦးတို့ကြားပြဿနာတက်ကြကြောင်းဒိုင်းမှုထံသို့လက်ပေးလက်ယူထားသည့်ကုန်ကားတချို့နဲ့တစ်ကားတချို့ကိုဟိုပုံးဤပညာကျောင်းကြီးဗိုလ်မှုချုပ်တန့်ထွင်စိုးနဲ့တက်လက်မှုများကဖမ်းဆီးခဲ့ရမှပြဿနာဖြစ်ပေါ်ခဲ့ကြောင်း ရေးကိစ္စအတွက်ဘုံမှုချုပ်တန့်တင်စိုးကရေပြည်တော်တို့တိုင်ကြားခဲ့ရာယခုကဲ့သို့အရှိပိုင်းတိုင်းတိုင်မှုဘူးချုပ်နိုင်စော်ဦးကိုဖယ်ရှားဖမ်းဆီးသည့်အထိဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဖြစ်တာကတော့ခိုးဘိုးကျောင်းကြီးနဲ့တက်လက်ဘူးတို့ရဲ့စစ်စင်ရေးဖွဲ့တွေကတိုင်မှုကိုဂါထားတဲ့ကုန်ကားတွေနဲ့တစ်ကားတွေဖမ်းဆီးရတာစတာညှိကုန်ကြတာအဲဒီမှာဘုံမှုချုပ်တန့်တင်စိုးကရေပြည်တော်အထိတိုင်နေအဲ့ဒါနေပြည်တော်ကနေပြီးတော့အရှိပိုင်းတိုင်းတိုင်မှုဘူးချုပ်နိုင်စော်ဦးနဲ့ကိုရဲ့အရာရှိဘူးကြီးရဲသူအောင်ကိုဆင်ဖာနဲ့ စစ်ရုံးကနေတိုက်ရိုက်ဆင်းပါနာဟုစစ်ဘက်တရင်အချင်းမြက်ကပြောပါတယ်။စီဒီအမ်ဘူကြီးစင်ရောကလည်းအရှိပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဖားစည်းခံရမှုမှာအတီးပြုတ်ထားနိုင်ပြီးဟိုဘုံစစ်နည်းပညာကျောင်းအုပ်ကြီးဘုံမှုချုပ်တပ်ထင်ဆိုးလိုချာပြဿနာများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းပြောဆိုပါတယ်။ရပါကအရှိပိုင်းတိုင်းတိုင်းမူဘိုးချုပ်နိုင်စုံသူကတေဆ25ကဘုံမှုချုပ်တပ်ထင်ဆိုးနဲ့ညှိတယ်လို့ပဲအကြံဖြစ်သိရပါတယ်။ဟိုဘုံနည်းပညာကျောင်းအုပ်ကြီးနဲ့ညှိတာဟုစီဒီအမ်ဘူကြီးစင်ရောကပြောဆိုပါတယ်။ဘုံမှုချုပ်နိုင်စုံဦးဒီရခင်ကဘာထုတက်မြုပ်ကြီးတက်ခတ်ရေးကျောင်းဤ ကြောင်းဝကြီးဖြစ်ပြီး2020ခုနှစ်ဩဂုတ်လပိုင်းတွင်မှအရှိပိုင်းတိုင်းစစ်ထာနာချုပ်ပြီးတိုင်းမှုဖြင့်ရာထူးတွုံးမြင့်ခြင်းခံခဲ့ရသူဖြစ်ပါသည်ဗိုလ်မှူးချုပ်နိုင်စောဦးသည်အရှိပိုင်းတိုင်းတိုင်းမှုဖြစ်ပြီး၃လနီးပါးအကြာတွင်တရားမဝင်ကုန်တယ်မှုနှင့်တရားမဝင်စီးပွဲလုပ်ငန်းများတွင်ပါဝင်ပတ်သက်မှုဖြင့်ရာထူးမှဖယ်ရှားဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်းသိရပါသည်